အားလုံးပဲမင်္ဂလာပါ Philip W YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တော်တော်လေးကိုမတွေ့ပြတာကြာသွားပြီကျွန်တော်နောက်ဆုံးတင်ခဲ့တာက Rigis Video ဒီ Video ပြီးတဲ့အခါ၁၀ရက်ကျော်လောက်ကျွန်တော်ကပျောက်သွားခဲ့တယ်ဒီကအကြောင်းရောကျွန်တော်ဒီငန်းလင်းဖြစ်တဲ့အချိန်မှာကျွန်တော်ရဲ့အခန်းအဲဒီကျွန်တော်ရဲ့ကွန်ဒိုအခန်းအောင်ပေါ့နော်တော်တော်လေးကိုအကွဲကြောင်းနေများပြီးတော့ပြင်နေရတယ်ပေါ့လောလောဆယ်မှာလည်းကွန်ဒိုမှာမနေရသေးဘူးကျွန်တော်ဟိုသွားတည်သွားနေပဲဆိုတော့ဒါမဲ့ဒီနေ့ရောကျွန်တော် တင်စရာရှိရဲ့ content လေးလည်းရှိလို့နောက်ပြီးဒီ content တွေရတဲ့အားလုံးညွှန်လင်းနေတဲ့ content ဖြစ်မဲ့အတွက်ကြောင့်ကျွန်တော်ကတင်ပြလိုက်ရအောင်ပါဆိုတော့ဒါတော့ဗာလဲဆိုတော့ကျွန်တော်2025 2026က Manchester United ရဲ့ jersey design တွေ leak ဖြစ်လာတာကိုပဲကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒါကတော့ foodie headline ပေါ့နော်ဒီ foodie headline ဆိုတဲ့ website ကအရင်ကအစားရ2012ထဲကစပြီးတောင်းခဲ့ပြီးတော့တော်တော်လေးကိုဒီ leak ဖြစ်တဲ့ jersey design တွေနောက်ပြီးတော့ဒီဘောလုံး equipment တွေ ပြောမယ်ဆိုရင် Premier League ရဲ့ဘောလုံးဒီဇိုင်းကိုတော့မှသူတို့ကအဲ Premier League က official announce မလုပ်ခင်သူတို့ကအရင် league လုပ်ခဲ့တဲ့တမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ရပေါ့နော်ဆိုတော့ဒီနေ့ကတော့သူတို့ Manchester United က2025 2026အင်ဂွင် jersey ဝတ်ဆင်မဲ့ jersey ဒီဇိုင်းကိုသူတို့က league လုပ်ခဲ့ရပဲဖြစ်ပါတယ်ဒီဒီဇိုင်းကိုကျွန်တော်က reaction လုပ်မယ်နောက်ပြီးတော့ကျွန်တော်ရဲ့ first expression ကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော် ဆိုတော့ကျွန်တော်ဒီဘေးနားမှာတွေ့နေရတာ Manchester United က2025 2026အဲသူရဲ့ England Chelsea League လောက်ထားတဲ့ design တွေပေါ့နော်ပြောရမယ်ဆိုရင်တော်တော်လေးကို detail ကြရဲသူအနောက်မှာ Theater of Dreams ဆိုပြီးတော့ပါတယ်အဲဒီတိုင်းမှာဒီ chess logo က snap logo snap dragon ပဲထားထားတယ် Manchester United Chelsea နဲ့ဒီ Adidas emblem အဲမဲကျွန်တော်ပြောရမယ်ဆိုရင်လမောင်းတွေကပြောင်းသွားတယ်ပေါ့နော်လမောင်းတွေကအမဲအောင် strip တွေနဲ့ပါလာတယ် ဒီဟာကိုကျွန်တော်ကအဓိကဘာနဲ့အောင်တူလဲဆိုတော့ဒီ2024 2025တုန်းက Jersey ကို2023 2024ဒီပန်းဝင်ပုံနေတဲ့ Jersey နဲ့သူတို့ပေါင်းထားပြီးတော့ဆက်ထုတ်ထားရတယ်လို့အောင်ကျွန်တော်မြင်တယ်ဗောနော်ဆိုတော့ဒီဟာက Losser အောင်အတိမပြုတ်နိုင်သေးဘူးဒါပေမဲ့ Fuji headline ကဒီဟာရင်းနဲ့ဆိုရင်ဒီလို leak လုပ်တဲ့ဟာရင်းနဲ့ဆိုတော်တော်လေးကိုနာမည်ကြီးရယ်ပြောရမယ်ဆိုရင်ဒီ2025 2026 Jersey ကို Manchester United ကရာသီနှစ်လေလောက်ကစပြီးတော့ တော်တော်လေးကို leak တဲ့ photo ရဲ့အများကြီးပေါ့နော်2025 26မှာအဝိမဲ့ engine collar နဲ့လည်းပါတယ်တချို့ဟာရယ်ဆိုတချို့ရယ်ဆိုရင်ဒီ third third party ရောနော် copy copy လို့ပဲပြောရမလားအဲ travel a လို့ပါအောင်ဒီလိုမျိုးဟို make in thailand ပေါ့ဗျာ make in thailand jersey ရအောင်အများကြီးအဲ့လိုစမ်းထုတ်ကြည့်ရအောင်ရှိရယ်ဗျာတချို့ဆိုင်တွေမှာရောင်းလာရင်ကျွန်တော်တွေ့ဘူးရယ်ပေါ့နော်အဲ့တော့ဒီဟာက foodie headline ကထုတ်လာပြီဆိုရင်ဒီ jersey ကလည်းအသိမကြခင်မှာဒီ official မဟုတ်ဘဲနဲ့ဒီ third party ရနေပြီးတော့ဒီစင်တူရိုးမရဲ့အများကြီးဈေးကွက်ကိုစပြီးတော့ထုတ်လာနိုင်တယ်ပေါ့နော်ကျွန်တော်ကဒီလိုမျိုးဆိုရင်တိတ်ဝဲလေးဝဲထားမရှိဘူးဘာလို့လဲဆိုတော့အဲအများတန်းနည်းနည်းလေးတော့ဒီဇိုင်းကကွဲကွဲတက်တယ်ပေါ့နော်ဒါနဲ့သူကဒီ data ထုတ်ထားပဲဒါပေမဲ့အာဒီ data ကြာချိန်မှလည်းကြာမယ်ပေါ့နော်ဒီသူတကယ် official announce လုပ်ရင်ကကြာသူပို့ပြီးတော့ပြောင်းသွားရရှိမယ်ပေါ့ မနေ့တမဆိုနေဒီလိုပဲအာတော်တော်များများထုတ်တော့ထုတ်ထားတယ်ထုတ်ထားပေမဲ့တကယ်တကယ်3 strike ပြီးနောက်မှာပါလာတာတို့ဆိုရင်အဲမတိလိုက်ဘူးเนาะမတိလိုက်တော့ပြန်ပြီးတော့ဟိုလူရတဲ့အာဒိုင်းကမှားနေရယ်ဆိုရယ်ပုံစံကြီးပြတ်ဖြစ်သွားတာပေါ့เนาะဆိုတော့ဒီ Theater of Dreams ဆိုပြီးနောက်မှာပါလာရယ်နော်နောက်ပြီး strike တွေကလည်းဒီ2024 2025ဟောဟာ2023 2024ဒီပန်းပွင့်ပုံနဲ့ဟာကိုသူကဒီပန်းပွင့်ပုံမယူတော့ဘူးကော ဒီ stripe တွေပဲယူလိုက်တယ်အမဲအောင်အမဲအောင်တွေပဲယူလိုက်တယ်ဆိုတော့လာလာဘောနော်ဒါဘောင်းမီအမဲနဲ့ဝေဘောင်းမီဖီနယ်ဝေဒီယာကလွန်ခဲ့တဲ့ကျွန်တော် Vodafone kit ကိုတော့နည်းနည်းလေးပြန်ပြီးတော့အသက်ဝင်စီရဲ့လို့ကျွန်တော်ကောက်မြင်နေအာဒီအာဒီ Jersey နဲ့ပတ်သက်ပြီးတော့အမြင်လေးကိုလည်းဒီ comment မှာတစ်ချက်လောက် ရေးခဲ့ကြပါအောင်ဆိုတော့ကျွန်တော်နောက်ပြီးတော့ဆက်ပြီးပြောစရာရှိတာကအရေးကြီးတဲ့ဟာလေးတစ်ခုပါဒီ Jersey Women ဆိုရင် Korea Official Jersey Women ဆိုဒီ chain ဒီလိုရသည်ဆုံးကပို့ပြီးတော့ဝယ်လို့အကောင်းဆုံးပါအဲ့ဒါဘာလို့ပြောရလဲဆိုတော့2023 2024 Jersey ဆိုရင်တော်တော်လေးကိုအခု chain ဒီဈေး short နေသေးရဲ့ဈေး short နေတယ်ဒါပေမဲ့ official website တွေမှာအာ site ကောင်နဲ့ကောင်ဝိုင်းပေါ့နော်ဒီຢာတွေက နှစ်ကြာသွားလို့ရှိရင်ကတော့ဈေးကြီးွားနိုင်တယ်เนาะပြန်ပြီးတော့ဈေးတက်သွားနိုင်တယ်ဆိုတော့အခုချိန်မှာကျတော့2020 2020ကြာစီရဆိုရင် official website မှာလည်းခင်ဗျာ70%တော့ show ရ2020 2025ကြာစီဆိုလည်းအခုဆို50%စာရှော့နေပြီเนาะ official jersey ဝယ်ခြင်းရဲ့ညီကိုရဲ့အတွက်ဒီလိုရာသီကုန်တွေမှာဝယ်စုတာကကိုယ့်အတွက်ပို့ပြီးတော့အဲဈေးတက်တာစီရနောက်ပြီးတော့အာပို့ပြီးတော့ဝယ်ပြော်ရဲ့ပေါ့เนาะစုပြော်ရဲ့ official jersey တခုလည်းပိုင်ဆိုင်သွားနိုင်တယ်ပေါ့เนาะ ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီ Manchester United ရဲ့ footy headline ကနေပြီးရော leak လုပ်ထားတဲ့2025 2026 jersey ကိုကျွန်တော်ကကျွန်တော်ရဲ့ viewer နဲ့ဝင်မြောက်သွားဖြစ်ပါတယ်။အားလုံးပဲ next video လေးမှာပြန်တွေ့ပါမယ်။ကျွန်တော်ဒီ Manchester United Malaysia မှာဆော့မဲ့ဒီဟာပေါ့ ASEAN United နဲ့ဆော့မဲ့ပွဲစဉ်အတွက်ကိုလည်းကျွန်တော်ကဒီ hotel ကိစ္စအဲနောက်ပြီးရောအဲဝင်ဝင်ချင်း ဟာနောက်ပြီးလင်းလက်မခဒီလိုမျိုးဟာကိုတွတ်ထားပြီးရဲ့ဗီဒီယိုလေးတစ်ခုလည်းကျွန်တော်တင်ဖို့ရှိပါတယ်အားလုံးပဲ join channel လေးကို subscribe ပြီးကြပါအောင်ညာဟာလာပိုင်းနေလေးပတ်ဆိုင်ကြပါစို့ဒီကနေ့စုံအောင်တောင်းပေးလိုက်ပါတယ် bye bye